ေပါတာဆူရီဆူမောပါတီကူတာမင်္ဂလာပါဒီနေ့မက်စလာ9ရဲ့ Federal FN ရဲ့နေ့စစ်တင်တွေကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့ဒီမော့ဆိုအရှိထမစစ်ကောက်စီဖြစ်ခဲ့တဲ့လက်နေကြီးကြောင့်စစ်ရှောင်းနေအိမ်တလုံးမိလာရတဲ့တဲ့လိုက်ကောကစစ်တေတန်းစင်းတဲ့သူတွေစစ်ဖို့စုံနဲ့ပေါ်ပေါ်ထထင်တွာလာနေပြီးစစ်တပ်ကလာစာထောက်ပံ့နေရတဲ့တဲ့ မိုးကုံမြို့မှာမွေးရစေဝါနဲ့ဖန်စီရမိတူ82ဦးကို TMLA က6လတာအကျဉ်းစရိတ်တပြုပြင်ပေးပြီးပြန်လွတ်တဲ့တည်င်းတွေအပါအဝင်ဖရက်ဖန်ရဲ့နေ့စဉ်တည်င်းတွေကိုကြားရမှာပါ။ဂရင်းပြည်နယ်ဒီမော့ဆ်အရှိချမ်းတနီယာမှာဒီနေ့မက်စလာ9ရဲ့မနစ်စင်နိုင်ဝန်းကျင်အချိန်မှာငွေတော်အခြေစိုက်ခြေလင်းတဲ့ရင်ခလာရတရားနှစ်တက်ကပြစ်ခတ်လာတဲ့လက်နက်ကြီးကြောင့် စစ်ဆောင်နေအိမ်တလုံးမီးလောင်ပျက်စီးသွားတယ်လို့ဒေသခံတူကဖရဲအဖန်ကိုပြောပါတယ်။ခလာရတရနှစ်တက်ကနေ120မမလက်နဲ့ကြီးလို့ယူဆရတဲ့လက်နဲ့ကြီး၄လုံးဖြစ်ခဲ့ရမှာ၃လုံးကရွာအပြင်ဖက်တောင်ပေါ်မှာကြကတတရမြောက်တလုံးကစစ်ဆောင်နေအိမ်ကိုတက်တက်ထိပြီးမီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။လက်ရှိအဲ့ဒီစစ်ဆောင်မှာအင်ချေ46အိရှိပြီးအဆိုပါလက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်တချို့စစ်ဆောင်တွေမနေရကြတော့ဘူးလို့ပြောကြပါဗျ။ ဒါအပြင်မနေ့ကမတ်လ၄ရက်နေ့မှာလည်းဒီမော့ဆူအနောက်ခြမ်းမှာစစ်ကောက်စီတပ်က Jet Fighter နဲ့၄ချိန်ပုံကျဲတိုက်ခိုက်မှုကြောင့်အမျိုးသမီးတဦးမစိုးရိမ်ရတဲ့ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဂရင်းနီပြည်နယ်လိုက်ကော်မြို့မှာစစ်တေနန်ဆင်ထားတဲ့ပြည်သူစစ်တွေစစ်ဝတ်စုံနဲ့ပေါ်ပေါ်ထထင်သွာလာနေပြီးရက်ွက်လုံချုံရေးကြောင်းလုံချုံရေးအဖြစ်တာဝန်ထမ်းဆောင်နေရကစစ်တပ်ဖက်ကလဆာနဲ့ထောက်ပံ့ပေးနေတယ်လို့သိရပါဗျ စစ်ကောက်စီစစ်တန်းဆင်းနေကရက်ကွက်တစ်ခုမှာ10ရောက်15ရောက်လောက်ရှိပြီးတလကိုဆန်တအိတ်နဲ့ပတ်စံတသိန်းခွဲရပြီးတော့စစ်တပ်ထဲမှာမနေပဲသူတို့အိမ်မှာပဲနေကြတယ်လို့လိုက်ကော်ဒေတာခန့်အမျိုးသမီးတူကဖက်ဒရယ်ဖန်ကိုပြောပါတယ်လက်ရှိလိုက်ကောမှာမက်စလာကောက်အထိပြန်လည်နေထိုင်ခြင်းမရှိတဲ့ပြည်သူနေအိမ်တွေကိုစစ်ကောက်စီတပ်ကချိတ်ပိတ်မယ်လို့မြို့နယ်စီပင်နဲ့ထွေအုပ်ရုံးတွေကနေတဆင့်ကြားသိရပြီးအဲ့ချိတ်ပိတ်ခံရမှာကြောက်ပြီးပြန်လာကြတဲ့သူတွေလည်းရှိတယ်လို့သိရပါဗျ။ ရှမ်းပြည်နယ်မိုးကုံမြို့မှာ PSLF TNLA အဖွဲ့မှငွေရည်စေဝါသုံးဆွဲမှုနဲ့ဖမ်းဆီးရရှိခဲ့သူ82ဦးကို6လအတွင်းငွေရည်စေဝါသုံးဆွဲတဲ့သူတွေရဲ့အကျဉ်းစရိတ်တကိုပြုပြင်ပေးခဲ့ပြီးပြီးခဲ့တဲ့ February လ25ရက်နေ့မှာပြန်လွတ်ပေးခဲ့တယ်လို့ TNLA ရဲ့စစ်ရင်းနှီးဆက်သူတို့က Federal Fan ကိုပြောပါတယ် အဲ့ဒီ90တူထဲမှာကတချို့ကမိဘတွေကိုယ်တိုင်သူတို့ရဲ့သားသမီးတွေကိုအကျင့်စရိတ်တပြုပြင်စေချင်တာကြောင့်လာရောက်အနန္တတွေလည်းရှိတယ်လို့သိရပါဗျ။မူရင်းစေဝါသုံးဆွဲတဲ့သူတွေအနေနဲ့6လတာ TNLA ရဲ့အကျင့်စရိတ်တပြုပြင်ရေးစခန်းကနေလွတ်မြောက်လာပြီးနောက်မူရင်းစေဝါသုံးဆွဲမှုထက်ရှိပါကနောက်ထပ်3နှစ်ကြာတဲ့အထိ TNLA ရဲ့အကျင့်စရိတ်တပြုပြင်ရေးစခန်းမှာပြန်ပို့ဆောက်ခံရမယ်လို့လည်းသိရပါဗျ။ ရီနီပြည်ဒီမော့ဆိုအနောက်ခြမ်းရှိဈေးဆိုင်တွေမှာစက်တွန်နေစက်တွန်ဖြူခရမ်းချင်းတီအာလူးစတဲ့ကုန်စိမ်းဈေးနှုန်းတွေလျော့ကျလာတယ်လို့ဈေးရောင်းသူတွေစီကနေတီးရပါတယ်။ပိခရဲအပကအာလူတပိတ်တာကို9000ကျပ်နဲ့ရောင်းနေတာဖြစ်ပြီး အခုတပတ်ကတပိတ်တာကို6000ကျပ်နဲ့ရောင်းနေရတာဖြစ်ကတထောင်ဝန်းကျင်စီရော့ကျလာတယ်လို့သူကပြောပါတယ် ကုံစင်းတွေဖြစ်ကြတဲ့ချက်သွန်းဒီခရင်ချင်းဒီအာလူဈေးနှုန်းရော့ကျလာတာဖြစ်ကတခြားကုံစင်းတွေကအရင်ပုံမှန်ဈေးနှုန်းတွေဖြစ်ကြပြီးကုံချောက်တွေကအရင်ဈေးအတိုင်းပုံမှန်ရှိနေတယ်လို့သိရပါဗျ။ဒါအပြင်သက်စီဒီဇယ်တွေကလည်းအရင်အပတ်ကထက်ဈေးအနည်းငယ်မြင့်တက်လာပြီးတိုက်ပွဲအခြေအနေပေါ်မူတည်ပြီးတော့ဈေးနှုန်းတစ်ဖြည်းဖြည်းမြင့်တက်လာနိုင်ခြေပိုများတယ်လို့သက်စီရောင်းနေသူအမျိုးသမီးတူကပြောပါဗျ။ ဂရနီပြည်နမ်မစ်ခုံမြို့နယ်တင်နေရမှာစားဝတ်နေရေးဖူလုပ်ဖို့အတွက် ကုံစိစိုက်ပျိုးမှုတိုးလာတယ်လို့ကုံစိစိုက်ပျိုးသူတွေစီကနေတီးရပါတယ်။စိုက်ပျိုးရေးအတွက်သုံးဆွဲဖို့ရေးအဆင်ပြေတဲ့ဒေသဖြစ်တာကြောင့်ကုံစိတွေဖြစ်တဲ့ချက်တွန်းနေချက်တွန်းဖြူ၊ငရုတ်တီ၊ခရမ်းတီ၊ဖယုံတီ၊ပူစာပဲ၊မုံလာဥနီနဲ့ခရမ်းချင်းတီအပြင်ຫນွေစဘာနဲ့နေကြကိုလည်းစိုက်ပျိုးနေကြတယ်လို့သိရပါဗျ။ တချို့မျိုးစေ့တွေဆိုရင်ပင်လောင်ဖက်ကနေဝယ်ယူရပြီးတည်ယူတဲ့အချိန်မှာဂိတ်တွေအများကြီးဖြတ်ရတဲ့အပြင်တိုက်ပွဲအခြေအနေတွေကြောင့်တခါတလေဝယ်ထားပေမဲ့တည်ယူလို့မရတာတွေလည်းရှိတယ်လို့သိရပါဗျ။အဆိုပါကုန်စည်ဆက်ပြူမှုကနှစ်စဉ်စပါးရိတ်သိမ်းပြီးကာလဒီဇင်ဘာမှာစိုက်ပျိုးလေးရှိကြပြီးအာနာမသိခင်ကဆိုရင်ချက်တူဖြူတီးတန့်ကိုပိတ်တာ300အထိစိုက်ပျိုးကြတယ်လို့သူကဆိုပါဗျ။ ဒီနေ့မက်စလ9ရဲ့ Federal FM ရဲ့နေ့စစ်တင်တွေကိုကြားခဲ့ရတာပါကျမအေနီပါရှင်အားလုံးရဲ့အတန်း Federal FM